ဒီနေ့ကျွန်မပြောပြမှာတော့ဒီတပတ်တာကာလပေါ့နိုဗ ెంబ ာလ10ရက်နေ့ရနေပြီးတော့16ရက်နေ့အတွင်းမှာရှိတဲ့9ရက်သားသမီးတို့ရဲ့ဆောင်ရန်ရှောင်ရန်အခက်အခဲလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner အရင်ဆုံးစပြီးပြောမှာကတော့တနင်္ဂနွေသားသမီးများပေါ့နော်တနင်္ဂနွေသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာနိုင်ငံခြားထွက်ဖို့ပြင်ဆင်နေတဲ့သူတွေဆိုရင်ထွက်လိုက်ပါကောင်းပါတယ်နိုင်ငံခြားကံလေးတွေကောင်းနေတဲ့အတွက်ထွက်လိုက်ပါရှင်နိုင်ငံခြားသွားဖို့တင်တန်းတွေတက်မယ်ဆိုရင်လည်းတက်လိုက်ပါကောင်းတဲ့တင်တန်းလေးတွေတက်ရတတ်တယ်ကိုတက်လိုက်တဲ့တင်တန်းလေးတွေကကို့အတွက်အကျိုးပေးနေတာမျိုးนี่จုံอ่ะตัดไปได้แม้ตะคู่ชื่อตาก็บาลีตะตีทาอ่ะมั้ยเลยสรเอาหลุมอยู่ตินแล้วตัดได้เฉยมาดาวมอเอเจนต์นี้เนี่ย ဆက်တွေ့တဲ့အခါမှာတော့နည်းနည်းလူလိန်ခံရတတ်ပါတယ်အဲ့ရလေးတော့ကိုကိုနည်းနည်းစစ်စစ်ပြီးတော့ရွေးချယ်သင်ပါတယ်ရှင်ဒီတပတ်တာကာလအတွင်းမှာတော့လူကြီးအကြီးအကဲတွေကတမျိုးပေါ့နော်ကိုရဲ့အမြင်လေးကတမျိုးတယောက်နဲ့တယောက်အမြင်မတူတာလေးဖြစ်တဲ့အတွက်လူကြီးတွေရဲ့နည်းနည်းညွန့်ညင်ချင်းကိုတော့ခံရတတ်ပါတယ်ရှင် ချစ်ရေးမှာတော့ဒီတပတ်တာကာလအတွင်းမှာတယောက်နဲ့တယောက်ချစ်တူအချင်းချင်းကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေသူဖြစ်ချင်တဲ့ဆန္ဒလေးပွန့်ပွန့်လင်းလင်းမပြောတာကြောင့်အဲ့မပွန့်လင်းမှုတွေကပြီးတော့မလိုလားအပ်တဲ့ပြဿနာလေးတွေဖြစ်ပေါ်တတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဒီတပတ်တာကာလအတွင်းမှာတနင်္ဂနွေသားသမီးတွေရေချိုးမှားတတ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းတဲ့နံပါတ်လေးတွေကတော့9ကနန်း9ကနန်းလေးဖြစ်ပါတယ်။ကံကောင်းမဲ့အကြောင်းလေးတွေကတော့ခရမ်းရောင်ဖြစ်ပါတယ်။ ကိုကန်ကောင်းဖို့အတွက်ဆိုမိမိနေရင်ဖီးယားမှာထောပတ်ဆွန်လေးလူတန်းပြီးတော့လူရဆူတောင်းလိုက်မယ်ဆိုရင်ကိုဖြစ်ချင်တဲ့ဆန္ဒလေးပြေဝလာပါလိမ့်မယ်။တင်းလာတာတမီများတနင်္လာသားသမီးတွေကတော့ဒီတပတ်တာကာလအတွင်းမှာအလုတ်ကောင်းနေရကောင်းလေးတွေလည်းရတတ်ပါတယ်အလုတ်တွေရှားနေတဲ့သူတွေအတွက်ကလည်းအလုတ်လေးတွေရတတ်ပါတယ်ယာတူတူဖို့ကြံ့ရွံ့နေတဲ့သူတွေဆိုလည်းယာတူတူသွားတတ်ပါတယ်လူချစ်လူခင်လည်းပေါ်နေတတ်ပါတယ်ကို့အတွက်အဲ့ယာတူလေးတွေအတွက်လည်း လိုအပ်တဲ့သင်တန်းလေးတွေတက်ရတတ်ပါတယ်အဲ့သင်တန်းလေးတွေလည်းကောင်းပါတယ်ရှင်ဒါမဲ့တခုတတိထာရမှာတော့ဒီတပတ်တာကာလအတွင်းမှာပေါ့နော်ဒီတနင်္လာသာသမိတွေအတွက်စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေအာမခံလုပ်ငန်းလေးတွေလုပ်မယ်ဆိုရင်တော့တတိထာသင်ပါတယ်အဲ့ဒီကိစ္စလေးရဲ့အနောက်မှာပြဿနာလေးပါလာတတ်ပါတယ်။အဲ့ရလေးတွေတော့ဂယုထားဂယုဆိုင်ပြီးတော့ကင်တွဲဖြစ်ရှင်းတင်ပါတယ်။ ဇမရေးအနေနဲ့ကတော့ဒီတပတ်တာကာလအတွင်းမှာတနင်္လာသာသမီတွေချောင်းဆိုးတက်ပါတယ်အချစ်ရေးအနေနဲ့တော့ချစ်သူအချင်းချင်းစိတ်နှစ်ခွာဖြစ်နေတာမျိုးပေါ့ဒီချစ်သူကိုဆက်ပြီးတွဲရင်ကောင်းမလားငါလမ်းခွဲလိုက်ရရင်ကောင်းမလားဆိုတဲ့ပုံစံမျိုးလေးစိတ်နှစ်ခွာဖြစ်နေတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာကံကောင်းတဲ့နံပါတ်လေးတွေကတော့တစ်ခနဲ၆ခနဲလေးကံကောင်းနေပြီးတော့ကံကောင်းတဲ့အယောင်လေးကတော့အန်ဒီယောင်လေးဖြစ်ပါတယ် ဒီတပတ်တာကာလအတွင်းမှာတနင်္သာသာသမီတွေဒီကိုရဲ့မွေးနေ့မနက်မှာမိမိနေအိမ်ဖေးရမှာအတုပ်စုံဆုံးလေးကတ်လူလိုက်မယ်ဆိုရင်မိမိလိုချင်တဲ့ဆန္ဒလေးတွေပြေဝလာပါလိမ့်မယ်။အင်္ဂါသာသမီများအင်္ဂါသာသမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာကံကောင်းတဲ့အချိန်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်။သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေဖြစ်ဝန်တိုင်းနဲ့အလုပ်လေးတွေကလည်းကောင်းနေတယ်၊ငွေငွေလေးတွေကလည်းတိုးနေတယ်၊ငွေလေးတွေလည်းကောင်း၊လက်လေးတွေလည်းရှင်း ကိုလိုချင်တဲ့တိုက်ခန်းလေးတွေကွန်ဒိုလေးတွေလက်ညှိုးထိုးပြီးတော့ဝဲလို့ရတဲ့အနေအထားကိုရောက်နေပါတယ်။ဒါမဲ့အားလုံးအဆအဆအရာရာအဆင်ပြေနေတဲ့အတွက်သူများတွေမနာလိုတာလေးမုန်းတီးတာတွေတော့ခံရတတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုကကိုသိပ်ပြီးတော့ဥစားအောင်မြင်နေတဲ့ဆိုတဲ့ဟာကိုသိပ်ပြီးကြွားဝါတာမျိုးစကားပြောမောက်မာတာမျိုးတွေတော့မလုပ်တင်ပါဘူးဒီတပတ်တာကာလတွင်မှာစကားပြောဆိုတွေတော့ဆင်ကျင်တင်ပါတယ် ကျမရေးအနေနဲ့ကတော့တွင်းနဲ့ပတ်သက်တဲ့ယောဂလေးအသင်းနဲ့ပတ်သက်တဲ့ယောဂလေးတတိထားတင်ပါတယ်အချစ်ရေးအနေနဲ့ကတော့ဒီဘက်မှာလုပ်ငန်းလေးနဲ့ပတ်သက်ပြီးအတိုက်ခံလေးများနေတယ်မနာလိုမုံနာတွေဖြစ်နေပြီမဲ့သူချစ်သူနဲ့တွေ့လိုက်တဲ့အချိန်မှာသူပြင်းမန်းနေတယ်များအလုံးနေပြီးစိတ်ချမ်းသာပြီးစိတ်ပျော်ရွှင်ရတတ်တဲ့အချိန်ကာလအပိုင်းခြားလေးဖြစ်နေတတ်ပါတယ်ကံကောင်းမဲ့နံပါတ်လေးတွေကတော့နှစ်ကနန်းခုနှစ်ကနန်း ကံကောင်းမဲ့အကြောင်းလေးတွေကတော့အဖြူရောင်လေးဖြစ်ပါတယ်။အသည့်အတွက်ကြောင့်မလို့ဒီတပတ်တာကာလအတွင်းမှာအင်္ဂါတသမီတွေကံကောင်းဖို့အတွက်ဆိုရင်မိမိနေရင်ဖရားမနန်းကြီးတုံဆွန်လေးကလူပေးပါရှင်။ပုဒ္ဓဟူတသမီများပုဒ္ဓဟူတသမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာလုပ်ငန်းလေးတွေတိုးချဲ့မယ်စတူလုပ်ငန်းလေးလုပ်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်။ကိုတယောက်တည်းလောက်တာတက်ဆိုင်သူများနဲ့အတွေ့ဖက်ပြီးတော့လောက်ကင်ဆောင်ရွက်မယ်ဆိုရင်ပို့ပြီးအောင်မြင်တတ်ပါတယ်။ အထက်လူကြီးတွေရဲ့ကူညီမှဆမှုတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့ကူညီမှဆမှုတွေရလာတတ်ပါတယ်။အတ္တိယမှာတစတစတိုးပွားပြီးငွေကြေးတွေထပ်ပြီးရင်းနှီးမြှုပ်နှံမြှုပ်နှံနေတဲ့လုပ်ငန်းတွေကြီးထွားလာတတ်ပါတယ်။စက်ပျက်စီအစ်စ်တွေလည်းဝင်လာတတ်ပါတယ်။ဝင်လာရင် ကောင်းပါတယ်ရှင်။အင်းဒီမှာထီထိုးပေးပါရှင်ထီထိုးမဲ့ဆိုရင်၃ကနန်း၁ကနန်းလေးတွေထိုးပေးပါထီသွားထိုးတဲ့အချိန်မှာနီးညိုရောင်လေးဝစ်ဆင်သွားပါရှင် ီတပတ်သားကာလတွင်မှာကျမရဲ့အနေနဲ့ကတော့ဒူနာတာဒီနှလုံးနဲ့နဲ့မောတာလေးတွေတော့ဖြစ်တတ်ပါတယ်ဂယူးဆိုင်လိုက်ပါရှင် အချစ်ရင်အိမ်ောင်ရေးမှာတော့တတရရနဲ့ဆွတ်ဆူပြပြဖြစ်နေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အော်စာလေးတွေညောင်းအောင်လူကြီးတွေကလက်ဆက်ပြီးကူညီမှစခြင်းအောင်မိမိနေအိမ်ဖျားမှာအော်စာတီးလေးတွေလှူဒန်းပေးပါရှင်ဇာတာတိတာသမီးများ ဒါတာပြီးသားသမီးတွေကဒီတပတ်တာကာလအတွင်းမှာကွက်ကွနေတဲ့မိတ်ဆွေတွေနဲ့ပြန်ပြီးတော့ပေါင်းဖော်ရတတ်ပါတယ်ပြန်ပြီးတော့အဆက်အသွယ်လေးတွေရလာသည်တွေ့လာသည်ကြုံတွေ့ရတတ်ပါတယ်ရွှေလေးတွေလည်းဝင်လာတတ်ပါတယ်အဲ့ဝင်လာတဲ့ရွှေလေးမှာဘာလေးဝင်မလဲဆိုတော့လက်ကောက်လေးဝင်လာတတ်ပါတယ်အဲ့လက်ကောက်ဝင်လာမယ်ဆိုအရန်ကောင်းပါတယ်ကိုယ်အတွက်ကံကောင်းတဲ့နမိတ်လေးအဲ့လိုမျိုးလက်ကောက်လေးတွေဝင်လာပြီးဟေးဆိုရင်တော့ထီလေးထိုးပေးပါ ထီထိုးမဲ့ဆိုရင်လေးကနန်းနှစ်ကနန်းပေါင်ထိုးပေးပါလှေလီနဲ့ရောင်းတဲ့ဆိုင်လေးဒီကားလေးနဲ့ရောင်းတဲ့ဆိုင်လေးမှာထိုးမဲ့ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့ထီထိုးတဲ့မနက်မှာဆိုရင်ထီသွားထိုးမဲ့မနက်မှာကော်ရီခောက်ဆွဲစွန်းလေးလှူဒန်းပြီးတော့သွားထိုးမဲ့ဆိုရင်ကိုယ်အတွက်ပို့ပြီးကန်ကောင်းချင်းကိုကန်ကောင်းချင်းလေးစင့်သွားမှာဖြစ်ပါတယ်ရှင်ဒါမဲ့မိမိနေဖျားမှာရွှေမိမိရဲ့အိမ်လေးအိမ်ဖျားရမှာပေါ့နော်ရွှေကွာနေတာလေးတော့နည်းနည်းရှိပါတယ်အဲ့ဒါကိုရွှေသင်္ကန်းလေးကတ်လှူပေးပါရှင် စာပေလုပ်ငန်းတွေစာအုပ်စာပေလုပ်ငန်းတွေเนาะစာပေနဲ့ပတ်သက်တဲ့စာအုပ်ထုတ်လုပ်ငန်းတွေလောက်ကင်မဲ့ဆိုရင်အဲ့ဒီတပတ်တာကာလတွေမှာအရန်အကျိုးပေးတဲ့ကာလတွေဖြစ်ပါတယ်လောက်ဖို့ကြံ့ရွံ့နေတဲ့သူတွေအဲ့အချိန်မှာထုတ်လုပ်လိုက်ပါရှင်စာအုပ်စာပေလေးတွေကကိုယ့်ရဲ့စာအုပ်လေးကထုတ်လိုက်တဲ့အချိန်မှာပောက်သွားတာမျိုးဖြစ်တတ်ပါတယ်အချိန်ရေးမှာတော့မိမိရဲ့စကားအမှားကြောင့်ပေါ့เนาะသဘောထားကွဲလဲတာတွေဖြစ်တတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာကံကောင်းတဲ့အကြောင်းလေးကတော့စိမ်းရောင်လေးဖြစ်ပါတယ် တောက်ကြာတာတမီများတောက်ကြာတာတမီတွေကတော့ဒီတပတ်တာကာလအတွင်းမှာပညာရေးအထူးကောင်းနေပါတယ်ကိုတင်ကျင်တဲ့ပညာရဲ့ပညာထူးလေးတွေပညာထူးဆန်းလေးပေါ့ကိုတင်ကျင်တဲ့ဟာထက်ဆိုင်ပညာထူးလိုမျိုးရတာလားမျိုးဒါမှမဟုတ်ပုပ်ပုပ်ထူးနဲ့တွေ့ရတာမျိုးကြီးကြုံတွေ့ရတတ်ပါတယ်ဆရာကောင်းတမကောင်းတွေ့သွားတာမျိုးကိုတင်ကျင်တဲ့ဘာသာရက်ကိုတင်ရတာမျိုးစိတ်တိုင်းကြတာမျိုးကြီးကြုံတွေ့ရတတ်ပါတယ်အခုတတိထားရမှာတော့အဲ့ဒီလိုမျိုးတင်ချင်တဲ့စာရွက်စာ သင်ကျင်တဲ့ပညာရက်တွေသင်တဲ့အချိန်မှာဘောထိုးရတာမျိုးတွေဘာညာမျိုးတွေရှိခဲ့မယ်ဆိုရင်တော့စာချုပ်နဲ့ပတ်သက်ပြီးတတိထားပါအိစာချုပ်ကိုတေချာလေးဖတ်ပြီးမှလက်မှတ်ထိုးပေးပါရှင်အိစာချုပ်မှာနည်းနည်းလေးပြဿနာလေးပေါ်တတ်ပါတယ်။သွားရင်းလာရင်းနဲ့လည်းစိတ်ကားနဲ့ညိတာမျိုးတွေစိတ်ကားနဲ့နော်ခလုတ်တိုက်ပြီးတော့ဒူခေါင်းလေးပွန်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒီတပတ်တာကာလအတွင်းပြီးတော့ကျမရဲ့အနေနဲ့ခါးနာသွားတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ သွားရလာရမှာတော့နည်းနည်းလေးဂယူဆိုင်လိုက်ပါရှင်ဒီတပတ်တာကာလအတွင်းမှာနိုင်ငံသားနဲ့ဆက်တွေ့ပြီးတော့ပူပေါင်းလုပ်ကြိုက်မဲ့ဆလုပ်ငန်းတွေမှာဆိုရင်ဒီတပတ်တာကာလအတွင်းမှာတော့နည်းနည်းဂယူဆိုင်လိုက်ပါစာရွက်စာတမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေအရင်ကတော့ဘာမှမဟုတ်ဘူးပြည်လဲမလို့ပြည်လဲမလို့နဲ့ရှိပြီးတော့ကိုကဖုံးကွယ်ထားလိုက် ပြီးတော့ဒါကြီးကတော့မလိုလောက်ပါဘူးလေဆိုပြီးတော့ထားထားလိုက်တဲ့အเจ้าညာလေးကမှဘာမှဟုတ်တာလေးနဲ့ပြန်ပြီးတော့ဒါကြီးကပြက်တနာတရက်လိုမျိုးဖြစ်လာတတ်တဲ့အတွက်နိုင်ငံခြားနဲ့ဆက်တွေ့တဲ့လုပ်ငန်းတွေမှာတော့တတိထားပေးပါဒီတပတ်တာကာလအတွင်းမှာအခြေအနေနဲ့ပတ်သက်ပြီးတော့အိမ်ဆောင်ပြုဖို့ကြံ့ရည်နေတဲ့ချစ်သူတွေအတွက်ကတော့အိမ်ဆောင်ပြုရတတ်ပါတယ်ဒီတပတ်တာကာလအတွင်းမှာပေါ့နော် အဲ့တော့ဒီတပတ်တာကာလာတွင်မှာကံကောင်းတဲ့နံပါတ်လေးတွေကတော့၃ခဏ၅ခဏနေ့ဒီကံကောင်းနေပါတယ်ကံကောင်းတဲ့အယောင်လေးတွေကတော့ဖြူမှိုင်းအောင်လေးကံကောင်းနေပါတယ်အဲ့တော့မိမိလိုချင်တဲ့ဆန္ဒလေးပြေဝဖို့ရင်ထဲကဆန္ဒလေးပြေဝဖို့အတွက်ဆိုမိမိနေအင်ဖျားမှာစီထမင်းစွန်းလေးကိုလှူဒန်းပေးပါရှင်။စနေသားသမီးများစနေသားသမီးတွေကတော့ဒီတပတ်တာကာလတွေမှာကံကောင်းနေတယ်လို့ဆိုရပါလိမ့်မယ်။ သူလိုဖြစ်ချင်တဲ့ဆန္ဒလေးတွေပြေဝနေလိမ့်မယ်နမေကောင်းလေးတွေလည်းရတတ်တယ်လုပ်ငန်းကင်ကန်းလေးတွေလည်းကောင်းနေတတ်ပါတယ်နိုင်ငံသားသွားဖို့ကြံ့ရွနေတဲ့သူတွေအဖို့ကတော့လေနိုင်ငံသားသွားလို့လည်းကောင်းနေတယ်ခရီးကန်လေးတွေအကောင်းနေတယ်အခုကတတိထားမှာဘာလဲဆိုတော့သူလိုမှာစေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စေးစစ်တဲ့ဆိုရင်စေး reject ထိတာမျိုးတွေတော့နည်းနည်းဖြစ်တတ်တယ်အဲ့ဒီအပိုင်းလေးတော့နည်းနည်းလေးဂယူဆိုင်ပါကျမကြီးကိုကိုအဲ့လိုမျိုးစေး reject မထိအောင်လို့ကျမကြီးလေးဒီတပတ်တာကာလအတွင်းမှာဂယူဆိုင်ပေးပါရှင် ပညာရေးနိုင်ငံခြားသွားဖို့အတွက်ဆိုရင်ပညာရေးနဲ့သွားမယ်ဆိုဒီတပတ်တာကာလတွေမှာအရန်ကောင်းပါတယ်အလုံးနဲ့သွားရမယ့်သူတွေဆိုရင်တော့ဒီတပတ်တာကာလကိုခဏနားပြီးတော့မှနောက်တစ်ပတ်မှသွားလိုက်ပါရှင်ကျမကြီးအနေဖြင့်အစာမှစေးမှတော့ဖြစ်တတ်ပါတယ်အချစ်ရေးမှတော့ချစ်တူအချင်းချင်းပေါ့နော်စကားများရတာမျိုးကြားများရတာမျိုးချစ်တူကြောင့်ကြားများနေရတာဟာဘာလေးများလို့မလဲငါလှုပ်လိုက်တာမှမှန်ရဲ့လားဆိုပြီးအဲ့လိုမျိုးကြားများရတာဒီတော့ကများရတာဒီတော့ကြုံတွေ့ရတတ်ပါတယ် လုတ်ပိုင်းမှာတော့ကောင်းနေပြီအခြေရေးပိုင်းမှာတော့နည်းနည်းလေးအာနေနေတဲ့တပတ်တာကာလဖြစ်ပါတယ်။ကံကောင်းမဲ့နံပါတ်လေးတွေကတော့6ခန်း၊၄ခန်း။ကံကောင်းတဲ့အယောင်လေးကအပြာနုလေးကိုဝတ်ဆင်ပေးပါ။အဲ့တော့စစ်တူနဲ့သွားသွေးမယ်မနဲ့မှဆိုရင်တော့အိမ်ကမျက်စွာဖျားမှာရှောက်ပြီးတုပ်လေးလှူဒန်းသွားတာမျိုးနိုင်ငံခြားသွားဖို့ကိစ္စတွေစစ်စစ်ဖို့ကိစ္စလေးသွားခံနေမနဲ့မှာ လျှောက်တိတုပ်လေးကိုလှူပြီးတော့မှသွားပြီးတော့ဒီနေ့စေးစစ်တဲ့အဖြေရက်ဆက်ကောင်းပါစေအောင်ပါစေလို့ဆုတောင်းတာချင်းအဖြစ်စနေသားသမီးတွေဒီတပတ်တာကာလအတွင်းမှာကံကောင်းသွားပါလိမ့်မယ်ရှင်။ယေရှုတင်ပါတယ်ရှင်။ခொနေရသားသမီးများအားလုံးနဲ့တကွမာကျူရီကိုကြည့်ရှုနေကြတော့မိပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။